ရွေးကောက်ပွဲကျင်းပမယ်လို့ထုတ်ပြန်ထားတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမှာစစ်ကောင်မရှင်နဲ့အရခတက်တော်အေတို့တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗျ။ဆိုင်ချောင်းကျင်းရွာနီးကလပါချောင်းဝနဲ့လမ်းကွဲမှာအခုရပိုင်းတွင်တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာပါ။လမ်းကွဲဘက်မှာတိုက်ပွဲပြင်းထန်နေတယ်။စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်တယ်။အေကတစ်ချက်တစ်ချက်ပြန်ပစ်တာရှိတယ်။အငိုက်ဖမ်းမိတိုက်ခိုက်လို့စစ်တပ်ကအကြရှုံးများတယ်လို့ကြောက်ဖြူသတင်းရမြစ်က ERI Times ကိုပြောပါရယ်။ ပြီးခဲ့တဲ့အောက်တိုဘာ31ရက်နေ့ကအမှတ်32ရက်တရင်ကနေတိုင်းချောင်းကျေးရွာဘက်စစ်ကြောင်းထိုးတက်လာတဲ့စစ်ကောင်မရှင်တပ်ကိုအေးကကြားဖြတ်တိုက်ခိုက်လို့ဆိုင်ချောင်းကျေးရွာနေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲတွင်စစ်ကောင်မရှင်တပ်တွေစစ်ကြောင်းတစ်ခုလုံးနီးပါးထိခိုက်သေဆုံးမှုတွေရှိတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ24ရက်နေ့ကလည်းတိုင်းချောင်းအထိုင်တပ်ကိုစစ်ကူလာတဲ့စစ်ကောင်မရှင်စစ်ကြောင်းတိုက်ခိုက်ခံရပြီ အလောင်းတော်ကောက်ယူနိုင်ခြင်းမရှိဘူးလို့သိရှိရပါတယ်။အခုဖြစ်ပွားနေတဲ့လမ်းကွဲအနီးတိုက်ပွဲကိုစစ်ကောင်စီကမြေပြင်ထိုးစစ်ပြင် drone နဲ့လေကြောင်းပစ်ကူတွေပါပေးခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ရဲတပ်ဌာနချုပ်ကလက်နက်ကြီးပစ်ကူနဲ့ပင်လယ်ပြင်မှာကင်းလက်သွာလာနေတဲ့စစ်သည်မော်တွေကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့လည်းဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါတယ်။အေးတပ်ဖွဲ့ဝင်တွေဟာတက်ဆုပ်ဟန်ပြပြီးနောက်ရှေ့တိုးလာတဲ့စစ်ကောင်စီတပ်ကိုပိတ်ဆို့တိုက်ခိုက်တဲ့အတွက်စစ်ကောင်စီတပ်က အရာရှိတွေပါဝင်တပ်ဖွဲ့ဝင်တွေအထိနာနေတယ်လို့သိရှိရပါတယ်